်ထိုင်းရရတဲ့ကျန်ဆုံးကရန်ဖြစ်ပေါ်လာရတဲ့အကြောင်းလေးပါ။ညောင်ပင်ကြီးမှစံကျဲတဲ့ပူစောပတမုကနေကလင်းငယ်တယောက်ကိုအကြောင်းပြုပြီးလောကတစ်ခုလုံးဘေးဥပတ်ကြားရောက်နိုင်တဲ့အထိဖြစ်ပွားစေနိုင်တယ်လို့ဆိုကြတဲ့ထိုင်းရရတလေးတန်တန်းကြီးလန်းဆုံးကရန်ရဲ့စတင်လာပုံဆုံးကရန်နဲ့သမီးတွေကဘသူတွေလဲမိကနေစတင်လာတာလေ။ဘလောက်အရေးကြီးကြတဲ့လဲဆိုတာကိုကျမတို့နဲ့အတူရှုစားကြရမယ်။ဆုံးကရန်နဲ့သမီးများနဲ့ ကဘာကျော်မဟာဆုံးကရံကြောင့်တခါတော့ငါမြတ်စွာဘုရားရှင်မပွင့်မီကာလအင်မတန်စည်းစိမ်ဥစ္စာတွေချဲချမ်းသာကြွယ်ဝရင်တထေစနီးမောင်နှံရှိပါတည်း၎င်းတထေစည်းမောင်နှံတို့ဟာ လူတိုင်းအားကြရရင်ချမ်းသာကြွယ်ဝမှုမျိုးကိုလည်းပိုင်ဆိုင်ကြပါရဲ့ ါပေမဲ့တနေ့မှာတော့တထေးဇနီးမောင်နှံတို့ရွာထဲလဲလဲသွားလာတဲ့အချိန်လမ်းမှာသူစင်းရဲ့အယက်သမားတယောက်ကနေပြီးတော့တထေးဇနီးမောင်နှံဟာကြီးစင်အုံစာဘလောက်ပဲချမ်းသာရွယ်ဝနေပြီပဲတာသမီတယောက်မှမထွန်ကားဘူးတာသမီကမရှိတဲ့အတွက်ချမ်းသာကြွယ်ဝမှုတွေဟာအလကားပဲမိမိတောင်တာသမီတွေများစွာပိုင်ဆိုင်နိုင်တယ်လို့အထင်သေးပြီးပြောဆိုလိုက်တဲ့ အဲ့ဒီအခါဇနီးမောင်နှံတို့ဟာအလုံးမဲ့စိတ်အားငယ်သွားပြီးဘာကြောင့်လဲဆိုတာ၎င်းတို့နှစ်ပေါင်းများစွာ ပေါင်းတင်လာကြတာတောင်တသမီမရှိကြတာကြောင့်ဖြစ်တဲ့ ဘလောက်ပဲစ조사အထုတ်ခဲ့ပေမယ့်အမွေစက်ခံမဲ့သားသမီးတယောက်မှမရခဲ့ပါဘူးအဲ့ဒီချိန်ကစပြီးတထင်းဇနီးမောင်နှံတို့ဟာကလေးရဖို့ပဲ조사အထုတ်နေကြတော့တယ်သူတို့ဟာအမျိုးမျိုးသောသားစုပန်စုတောင်းပွဲတွေကိုသုံးနှစ်တိုင်တိုင်ပြုလုပ်ခဲ့ကြပေမယ့်လေသားသမီးမရနိုင်ကြသေးပါဘူးဒီနေ့ တကူလာရသည်ဆုံကရန်ကြားရောက်လာတဲ့ချိန်မှာတော့တာသမီယာဖို့ဇနပင်ပြတဲ့တတိစနီးမောင်နှံတို့ဟာအချွေရံမြောင်းကိုခေါ်ပြီးမြကန်းဇနကညောင်ပင်ကြီးရှိရာကိုသွားပြီးတာစုပန်ဆူတောင်းပွဲကြီးကိုလုပ်ခဲ့ကြတယ်။ဆူတောင်းပွဲမှာဆံကိုယူပြီးရေတန်းဖြင့်ခုနှစ်ချိန်တန့်စီအောင်စီကြောပြီးချက်ပြုတ်ကြတယ်။ ချက်ပြုတ်ပြီးစီးထားတဲ့ဓမင်းပွဲတွေကိုညောင်ပင်ဆောင်ယုတ်ကဆိုးနတ်ထံလေးလေးဆက်ဆက်ပူဇော်ပတ်တာကြပြီးတားဆုပန်ခဲကြပါတယ်။ယုတ်ကဆိုးနတ်တို့ဟာဇနီးမောင်နှံရဲ့ဆူတောင်းစကားကိုကြားတဲ့အခါတနာစိတ်ဖြစ်သွားပြီးတထေဇနီးမောင်နှံရဲ့စိတ်ဆန္ဒတွေကိုဖြစ်စည်းပေးချင်တာကြောင့်နတ်ပြည်ကိုတတ်သွားပြီးတရားမင်းထံပါရမီရှိတဲ့ကလေးတယောက်ကိုတောင်းဆိုခဲ့တဲ့ တရားမင်းကြီးကလည်းမေတ္တာထားပြီးသမပန်လို့အမည်ရှိတဲ့နတ်သားတစ်ပါးကိုစုတေစေပြီးတထေးရဲ့ဇနီးဝမ်းထဲမှာတည်တည်စေခဲ့ပါရီမကြခင်မှာပဲတထေးဇနီးမှာကိုဝင်ရှိလာပြီးသားလေးကိုမိဖွားခဲ့တယ်။သားလေးကိုသမပန်ကုမန်လို့အမည်ပေးခဲ့ကြပြီးတထေးဇနီးမောင်နှံဟာစိတ်ဆန္ဒပြေဝရာကြောင့်အလုံးပဲဝမ်းသာကြတဲ့ မိမိတို့ဆန္ဒကိုဖြစ်စီပေးတဲ့ညောင်ပင်ဆောင်ရုပ်ကဆိုးနဲ့ကြီးကိုဘုံခနစင်ရှိတဲ့ပြတ်သက်ဆောင်ကြီးဆောက်လူကြပြီးကြီးကျယ်ခန်းနာတဲ့ပူဇော်ပတ်တာပွဲကြီးပြုလုပ်ခဲ့ကြတယ်။တတိစနီးမောင်နှံတို့ဟာတားငယ်လေးကိုကောင်းစွာချွေးမွေးဆောင်ရှောက်ကြပြီးပညာရည်လည်းတင်စီတဲ့အပြင်တားငယ်လေးအတွက်တိချနန်းဆောင်ကိုလည်းဆောက်လုပ်ပေးကြတဲ့ ကားငယ်လေးအသက်9နှစ်ရောက်တဲ့ချိန်မှာတော့အလွန်ဉာဏ်ပညာကြီးမားပြီးခက်ခဲတဲ့ဝိဒအကျမ်းတွေကိုပါသင်ကြားတက်မြောက်တဲ့အပြင်ငယ်ကဲသူတရိစ္ဆာန်ဘာသာစကားကိုလည်းနားလည်တဲ့ဒီလိုအင်မတန်ဉာဏ်ရည်မြင့်မားတဲ့ပါရမီရှင်လေးရဲ့တည်င်းကိုလောကကိုစောင့်ကြတဲ့လောကပါလနမင်းကြီးကြားတည်တဲ့ချိန်မှာတော့ဓမ္မပန်ကုမန်ကလေးကိုစိတ်ဝင်စားသွားပြီးကလေးရဲ့ဉာဏ်ပညာကိုစမ်းသပ်ချင်လာတဲ့လောကပါလနမင်းကြီးဟာလူပီကိုစဉ်သက်လာပြီး ်ဒါငယ်လေးကိုမေကွန်းသုံးချက်ပေးလိုက်တဲ့ပထမမေကွန်းကနနချေလူသားရင်းရဲ့စက်တီလက္ခဏာပုံကဘယ်မှာတည်ရှိသလဲဒုတိယမေကွန်းကနီးလင်ချေလူသားရင်းရဲ့စက်တီလက္ခဏာပုံကဘယ်မှာတည်ရှိသလဲတတိယမေကွန်းကတော့ညချေလူသားရင်းရဲ့စက်တီလက္ခဏာပုံကဘယ်မှာတည်ရှိသလဲစားတဲ့မေကွန်းတွေကိုမေးခဲ့ပါတယ်အဲ့ဒီမေကွန်းကိုကလေးငယ်အားအဖြေရှာစီပြီးခုနှစ်ရက်မြောက်တဲ့ နေလူပြီကိုပြန်ကြွားလာရောက်တဲ့အခါမှာတော့ကလေးငယ်လေးကအဖေမန်းအားလုံးကိုမန်ကန်စွာဖေဆိုနိုင်မယ်ဆိုရင်လောကဘာလနမင်းကြီးကမိမိရဲ့ဦးကောင်းကိုဖျက်ပေးမည်ဖြစ်ပြီး ကလေးငယ်ကအဖေကိုမန်ကန်စွာမဖေဆိုနိုင်မှာကကလေးငယ်ရဲ့ဦးကောင်းကိုဖျက်ပြရမယ်လို့ကြိမ်ဝါလိုက်တဲ့အဲ့ဒီခါကလေးငယ်လေးကအလွန်ထိတ်လန့်သွားပြီးအဖေတောင်မရှာနိုင်သေးပေမဲ့လည်းစင်ခေါ်မှုကိုလက်ခံလိုက်ရတယ် ကလေးငယ်လေးဟာအဖေကိုနင်းနင်းညံ့ညံ့စားလဲဒီစိတ်အိတ်လဲဒီစိတ်နဲ့အဖေကိုကြိုးကြိုးဆက်ဆာရှာဖွေနေပါတော့တယ်။ဘလို့ပဲစဉ်းစားပါစေအဖေမရခဲ့ပါဘူး။၆ရက်မြောက်ညမှာတော့ကလေးငယ်လေးဟာအဖေမရတာကြောင့်အလွန်ကြောက်ရွံ့ပြီးစိတ်တက်ကြတာကြောင့်တော်ထဲမှာတယောက်တည်းသွားတည်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မောပန်းပြီးထပ်ပင်ကြီးအောင်မှလဲလျောင်းနေချိန်ငှက်တွေရဲ့ဘာသာစကားကိုနားလေတဲ့ကလေးငယ်လေးဟာအပင်ပေါ်ကလင်းယုံငှက် မောင်နှံတကောင်စကားပြောနေကြတာကိုကြားခဲ့ကြတဲ့။နတ်ဖြန်တို့တွေကအဝေးကြီးကိုအစာရှာထွက်ဆရာမလို့တော့ဘူး။ဘာကြောင့်လဲဆိုတော့လောကပါလာနမင်းကြီးကအပြင်းမရှာနိုင်တဲ့ထမပန်ကူးမန်ရဲ့ကောင်းကိုဖျက်ပြစ်မှာ။အဲ့ဒီခါကလေးရဲ့ခန္ဓာကိုယ်ကတို့တွေရဲ့အစာဖြစ်လာမှာလို့လင်းယုံငတ်တွေရဲ့ပြောတဲ့စကားကိုကြားလိုက်ရတဲ့ကလေးငယ်ကကြောက်ရွံ့သွားခဲ့ရင်းအဲ့ဒီနောက်လင်းယုံမကအဲ့ဒီမိကုန်းတွေရဲ့ဖြေကဘာတွေလဲလို့မေးလိုက်တဲ့အခါ နင်းယုံထီကမိမိရဲ့အတီးညံကိုကြောက်ဝလိုက်ပြီးအဖေကအယောင်ကမှလွယ်တာပေါ့ကွာနနချေလူသားတွေရဲ့စက်တီလက္ခဏာက မျက်နာပဲမကြောင်လဲဆိုတော့မျက်နှာထလာရင်မဖြစ်မနေမျက်နှာတိကျရတယ်နီးလေချေလူသားတွေရဲ့စက်တီလက္ခဏာကရင်ပတ်ပဲမကြောင်လဲဆိုတော့လူသားတွေဟာအမွေးနဲ့သားတွေကိုရင်ပတ်မှတုံလင်းကြတယ်ညချေလူသားတွေကစက်တီလက္ခဏာကခြေတော့ပဲမကြောင်လဲဆိုတော့လူသားတွေက ညာအိယာဝန်ထဲချင်းခြေထောက်ကိုစီကြွရတာကြောင့်ဖြစ်တယ်။အဲ့လိုလင်းယုံတွေရဲ့အပြန်အလှန်ပြောဆိုကြတာကိုကြားလိုက်တဲ့ကလေးငယ်လေးဟာမျောလင်းချက်ရှိလာပြီးမိမိရဲ့နန်းဆောင်စီပြန်သွားပြီးတဲ့နောက်လောကပါလာနမင်းကြီးရဲ့မိကုန်းကိုဖြေဖို့ဆောင်ဆိုင်လိုက်တယ်။ နနက်ချေရောက်လာတဲ့အခါမှာတော့လောကဘလာနမင်းကြီးကကလေးငယ်လေးစီးဖြီးတောင်းဖို့ကတိအတိုင်းလူပြည်ကိုဆင်သက်လာပါတော့တယ်။ကလေးငယ်လေးကလည်းမိမိရဲ့တည်ထားတဲ့အဖြေတွေကိုတခုချင်းစီပြောပြလိုက်တဲ့အဖြေကလည်းအလုံးမနေတာကြောင့်လောကဘလာနမင်းကြီးဟာအချုံးကိုလက်ခံလိုက်ရပြီးကတိအတိုင်းမိမိရဲ့ဥကောင်းကိုဖျက်ရမှာဖြစ်တဲ့အတွက်လက်သမီးခုနှစ်ဖော်ကိုဆင်ခေါ်လိုက်ပါတော့တယ်။ဘာကြောင့်လဲဆိုတော့နမင်းကြီးရဲ့ဥကောင်းဟာ အလွန်တကူကြီးတာကြောင့်ကမ္ဘာမြေပေါ်ကိုကြားရောက်မယ်ဆိုရင်ကုန်းမြေမှာမြေများလောင်ကျွမ်းမှာဖြစ်ပါတယ်။ကောင်းကင်ပေါ်ရောက်သွားရင်မိုးများခေါမှာဖြစ်ပြီးတမုန်တရားထဲကြားရောက်ရင်ပင်လယ်ရေများအလုံးခန်းချောက်သွားမှာဖြစ်တယ်။ အဲ့ဒီအကြောင်းကြောင့်နတ်သမီးခုနှစ်ဖော်တို့ဟာရွှေကလက်တော်ကိုကန်ဆောင်ကြပြီးနမင်းကြီးရဲ့ဥကောင်းတော်ကိုကဘာမေပေါ်မကြရအောင် တင်ထားရမှာပဲဖြစ်ပါတယ်။အလုံးအစင်သည်ဖြစ်ပြီးတဲ့နောက်လောကပါလနမင်းကြီးရဲ့ဥကောင်းတော်ဟာ ပြတ်သွားကလောကတစ်ခုလုံးမငြိမ်မသက်ရွရွတ်တဲတဲဖြစ်သွားခဲ့ပြီးတယ်။ နတမီခုနဖော်ရဲ့အကြီးဆုံးဖြစ်တဲ့ထုံစာဒေဝီနတမီဟာဥကောင်းတော်ကို ရွှေကလတ်နဲ့ခံယူကမြစ်မောတောင်ကိုမိနစ်60လက်ပတ်ပြီးဂရိုင်ရက်တောင်မှာရှိတဲ့ကန်ချူလီကူထဲမှာတည်ဆဲခဲ့ကြတယ်ဥကောင်းတော်ကိုအမျိုးမျိုးသောနတ်တာအမွေးကြိုင်များဖြင့်ပူဇော်ကြပြီးဝိစ္နုကာမနမင်းကြီးကဖခဝတီလို့ခေါ်တဲ့ယတနာခုနှစ်မျိုးစီချေကဥကောင်းတော်ကိုထိမ့်သိမ်းထားခဲ့တယ်။ နတ်ပြည်မှာနတ်ပေါင်းတို့ကလာရောက်ဝန်းရံကြပြီးမော်ပင်၊နွယ်ပင်တွေကိုယမုံနာနတ်ရေခံထဲကိုခုနှစ်ကြိမ်စီကျော်လိုက်ကြပြီးနတ်ဂျေဝါတွေကိုကိုစီသုံးဆောင်ခဲ့စေခဲ့အဲ့ဒီချိန်ကစပြီးတကူလာရသည်ဆုံကရန်ရောက်တိုင်းနတ်သမီးခုနှစ်ဘောတို့ဟာတနေ့တခါတလဲစီ နမင်းကြီးရဲ့ဥကောင်းတော်ကိုပင်းဆောင်ပြီးမြို့မတော်ကိုမိနစ်60ပတ်ပြီးနောက်မူလနေရာစီပြန်လည်ထိဆောင်သွားကြရတယ်။ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာကတော့ ထိုင်းရိုးရာတန်နာရီစုံကရန်နဲ့သမီးတွေကြောင့်ပဲဖြစ်ပါတယ်။အကယ်၍အချက်လက်များလွဲမှားခြင်းသို့မဟုတ်ဉာဏ်ရှိခဲ့သည့်ရှိသောကျမတို့ဖွဲ့သားများမှကြောင်းပန်အပ်ပါတယ်။တကယ်ချင်းတို့ဒီဇလန်လေးများကြိုက်နေတဲ့ရင် like subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။